ားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Rose ပါ။ဒီကနေ့မှာတော့ဆီယာမဟယ်ရန်နေချာရေးသားထားတဲ့ Right You Are On History ဆိုတဲ့ဝတ္ထုလေးကို အပိုင်း29အနေနဲ့တင်ဆက်ဖပြပြီးသွားမှာပဲဖြစ်ပါရရှင်။ဖိုးကွင်းရွာသည်မွတ်စလင်တထေမစ္စတာဆိုလမွန်၏ထောက်ပံ့မှုနှင့်ရွာသားတွေစုပေါင်းရန်ပုံငွေအပြည့်မှုကြောင့်2019နှစ်စာမှာပဲလျှက်စင်ပြီးရခဲ့ပြီးဖြစ်သည်။ တော့ကသူလုပ်เสียရှိသည့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုအစီအစဉ်အတိုင်းမြန်မြန်ဆန်ဆန်ပဲအကောင့်အထည်ဖော်သည်ကြေးရွာကလည်းအင်တိုက်အားတိုက်ပါဝင်ပေးကြ၏လျှက်စမီရလာသည့်နောက်ပိုင်းဖိုးကွင်းရွာ၏စီးပွားရေးနှင့် လူမှုနေမှုအစဉ်အတန်းမှာရခင်ကားထပ်ပေါ်၍ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးတရွာလုံးနီးပါးအစဉ်ပြေခြောက်လေကြသည်နေချင်းညာချင်းစီကားလာခဲ့သည့်ရွာတွင်ပွဲလန်းသပင်တွေလည်းပေါ်များလာသည့် ယန်းဒီရဝေးကဂုံတွေတွေလည်းအဝင်အထွက်များလာ၏စာကြည့်လိုက်တဲ့ CCTV တက်တဲ့အုပ်ကြီးဆိုလို့မင်းတယောက်ပဲရှိမယ်မောင်ဆိုင်ကကွန်ပျူတာရှေ့ထိုင်၍ CCTV ကင်မရာစမ်းနေသည့်သူ့အနာလာထိုင်ကသူစစ်ဆေးနေသည့်မှတ်တမ်းတွေကိုလိုက်ကြည့်သည် CCTV ကိုနေရာပြောင်းလဲတက်ဆင်ပြီးသည့်တာဂီနေသူရကပြတင်းပေါက်လိုက်ကစားတွေဆွဲပွင့်လိုက်ပြီးမှဆရာတော်လက်စစ်မီလဲရပြီဆိုတော့စာကြည့်လိုက်တဲ့ Wi-Fi တက်ထိုင်မိုက်မယ် No 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 အခုတော့ယာရဲကတယောက်စီကစူပါနက်ကန်ကားပြီး hotspot သုံးနေတာစာကြည့်လိုက်မှစာပဲဖတ်ရမှာပေါ့ကွာဖုန်းတိုင်းကြည့်နေမယ်ဆိုဒီကိုဘာလို့လာနေမှာလဲဖုန်းတွေပါလာရင်ဟောဟိုတောက်ကမိုဘိုင်းကိစ်တည်ထည့်ပြီးမှဒီရဲဝင်ကမှာတော့ကတောင်းနေရမှာလှပစွာချိတ်ဆွဲထားသည့်ချင်းလေးတွေကိုမင်းငော်ပြသည်တာဂီတို့အထုမတက်ရဲတော့ပဲပါဇက်ပိတ်သွားကြ၏ဒီလောက်ဆိုရပြီမောင်ဆိုင်ရေစာကြည့်လိုက်တယ်ရောအကြောင်းလေရောဘယ်တခိုးမှဝင်ခိုးရမှာမဟုတ်တော့ဘူးငါဟိုဘက်မှာလုတ်စရာတွေကျန်သေးလို့တွားတော့မင်း တော့ကဘယ်ချိန်နားတလဲခံမရခလောက်အောင်အလုံးများသူမို့အခုလဲစာကြည့်တိုင်းမြောက်ဖက်စာတင်ချောင်းစီကူလာခဲ့ပြန်သည်ဒီနေ့ရွာမှာရှင်ပြုအလူရှိနေသည်အလူမန်းတဲ့နဲ့ဇက်စင်ကိုစာတင်ချောင်းမြောက်ဖက်ကွင်းပြင်မှာတွဲလျက်စောက်ထား၏ပွဲလန်းတပင်တွေပါနေသည်မို့အနိယနာဒေတာကဈေးတွေမနက်ခရဲကရောက်နေကြကကျောင်းပန်ဝင်ကျင်မှာလူရှုံနေသည် လူမျိုးစုံဝင်ထွက်နေကြသဖြင့်ကျေးရွာလုံးကျုံကြီးအတွက်ကင်းဆောင်လူငယ်အဖွဲ့ဖွဲ့ထားပြီးအလူမတိုင်းခင်တေချာလင်းကျင့်ပေးထားရသည် မတော်တဆများရာဇဝတ်မှုဘာညာကြုံရလျင်သူခေါင်းချင်းမိအေးကြိုတင်ကာကွယ်ရမည်တော်ရီအကုန်သိမ့်လိုက်ပြီလားနေလင်းစာသင်ခန်းတွေအကုန်တကားပဲ၍တော်ခတ်သိမ့်ဆဲပြီးပြီဖြစ်သည့်နေလင်းကသူရောက်လာတာကိုတတိမထားမီပဲရင်ချင်းနှင့်စကားပြောရဲမောနေသည်သူ့ကိုမြင်တော့နှစ်ယောက်လုံးလှည့်ကြည့်လာကြ၏အော်အေးဒီမှာတော့လေ နေလင်းကရဲလက်စမျက်နှာနဲ့လက်ထဲကတော့တွေကို သူစီကမ်းပြီးသူကလမ်းယူ၍ငါကြောင့်စကားပြောပြသွားပြီထင်တယ်ဆက်ပြောကြလေသူအပြုံးနဲ့ပြောလေရင်ချင်းမျက်နှာလေးနေသွား၏နင်ပြန်တော့မလာတော့ငါလိုက်ခင်မယ်လေမပြောင်းလို့မရသေးဘူးအလူမန်းတဲ့ဘက်သွားရအောင်မနေလင်းကိုလိုက်ပို့ခိုင်းလိုက်တော့ကအမဲရှောင်ထွက်နေကြအတိုင်းနေလင်းကိုလွှဲချ၍ထွက်လာခဲ့၏သူစည်းတံပတ်သို့ရှောက်ခဲ့ပြီးတခြားဒေသမှလာသည့်စည်းတံများကိုတတိပီးစရာရှိတာပေးရသည် အရက်မူးရစင်မရောက်ပါနဲ့အမိုက်တွေစနစ်စနစ်တကျဆွန့်ပစ်ကြပါစီကန်ရှိရှိတက်တန်ရှိရှိရောင်းဝယ်ကြပါခမညာရောင်းကောင်းကြပါစေဈေးတွေတွေကသူ့စကားကိုလက်ခံလိုက်နာပါမည်ဟုဂတိပေးကြသည်သူ့ကိုလည်းဖော်ရွေစွာပြုံးပြနှုတ်ဆက်ကြ၏စနိုးမကင်းရောင်းသည့်အတော်ကြီးကသူ့ကိုစနိုးမကင်းတွေအတင်းထိုးထည့်ပေးနေသဖြင့်သူအာနန္ဒာနဲ့ယူလိုက်ရာကအဲ့ရတ်ပါပူဝဲခဲ့လိုက်သည်ဆက်စင်ဘက်ကိုတော့မနေ့ကလေးကစစ်ဆေးပြီးပြီမို့ အလူထမင်းတိုက်ပတ်ဆက်ရှောက်ခဲ့သည်ဒီနေ့အလူကမန်းဝင်းနှင့်နန္နာတို့ဦးဆောင်လူသည်ရဟန်းခံရှင်ပြူနာတာအလူဖြစ်သည်ရွာတွေကရှင်ပြူဖို့မတက်နိုင်သည့်ကလေးများကိုရှင်ပြူပေးမိညနေနေ့မနက်အတွက်တရွာလုံးကိုထမင်းကျွေမိမနက်ပြန်နေ့လယ်မှာမောင်ရင်လောင်းများကိုသင်ငန်းစီပေး၍ရေဆက်ချတရားနာမိပွဲကြီးဖြစ်သောကြောင့်ဒီလိုအလူပွဲမျိုးကျင်းပလျင်သူနေကင်းဆောင်အဖွဲ့ကအလူရှင်ထက်ပိုအလုရှုပ်ရသည်အလူမန်းတဲ့စီလဲသွားရသည် ပွဲစည်းတမ်းပလဲစစ်စေးရ၏ပွဲလက်တပင်တွေ အနောက်အရှက်ကင်းကင်းပြီးမြောက်အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်းသူ့အဖွဲ့ကိုဗတ်စုံတောက်စုံညွှန်ကြားထားရသည်။အခုလည်းအလူအကျွေးမွေးအတွက်ပြင်ဆင်နေသည့်နေရာသို့ရောက်ခဲ့လျက်လူစုံတက်စုံလှူအားပေးလာကြသည်ကိုတွေ့ရသည်။တော့ပါလားဟိလာလီကွာပစုံချောက်တွေရေးစေးနေသည့်ချက်ပြုတ်ရေးတာဝန်ခံအဖွဲ့ကသူ့ကိုမြင်သည်နှင့်လမ်းခေါ်ကြသည်ဒီညက်နေကငါးကြုံနဲ့တွေ့မှာလားအေးလီ မှချက်ပစုံချောက်ကိုအမုံကျွေကျက်သွန်နေရောမွေစီတက်ထားသောအကျော်ကိုကြီးလက်တွင်၅ကျော်သူမဟုတ်၃ကျော်ဦးခေါ်ပါသည်ဘေးမှတစ်ယောက်ကသူ့အမေကိုဖြည့်၍အမုံကျိတ်ထားသည့်ပစုံချောက်တွေကိုတဲအိုးတဲ့ထဲကအနားရှိစီမှုကိုလောင်းချပြီးပပယ်နေနေမှွေနေ၏ခမားတို့အချူမုတ်တို့လျှော့ထဲကြနော်အေးပါလက်တဆုပ်လောက်ပဲထဲ့တာပါတော့ရီဒီထဲကပစုံချောက်ဘယ်နှပိတ်တာလဲ၃ပိတ်တာလीအော် သူကနေသားတိပစုံကြောက်တွေမိဖို့ဘောမရောက်ခင်ဇုံးနဲ့အတာခက်၍မြည်ဆန်းကြည်ရှာပေါ်ကအရသာကြောင့်သူမျက်နာကြီးရှုံမဲ့သွားကပါဇက်တဲရောက်ပြီးမှထွေကနေထွေချသည်ထွေဟုတ်ဟုတ်ထွေရင်အရင်ချောင်းတဟုတ်ဟုတ်ဆိုးနေတဲ့ဖြင့်သူ့နာကလူကသူ့ကိုရေဘူးကမ်းပီးသည် သူရေမတောက်အားသေးပဲလက်တကားကဖြစ်နေကခမရတို့ဒီသေးကိုဘာလို့ထည့်ထားကြတာတော့အရသာကြီးကစိုးလိုက်တာ ူရှုံ့မဲ့ပြော၍ဒဲအိုးကိုငုံနှမ်းကြည့်ပြီးနှာခေါင်းကိုလက်နဲ့အုပ်လိုက်ရခြင်းသို့ရောက်လျက်စောက်ကျိုးနဲ့တက်စီနဲ့ဤဟေးအားလုံးမျက်လုံးပြူကုန်ကြကသူကတော့ရေရွေကုန်လူနီးပါးပလုတ်ချင်းပြေးလိုက်ရသည် ဟုတ်တယ်တက်စီနဲ့ဤဟာဒဲအိုးကိုနှမ်းကြည့်လိုက်ကြပြီးမိဖို့နေဝေဝေသို့ကြပြားကြရရွှေလိုက်ကြဤသွားပြီပစုံချောင်းမှုသုံးမိတာရောကုန်ပြီဘယ်စတောင်းစားကပဲစီနဲ့တက်စီမှထည့်လိုက်တာတော့ဒီကောင်တင်လုံးပေါ်မဆူမဆန်းပဲဆွတ်ထည့်လိုက်တာလောက်လိုက်ရင်စောက်တလို့ တင်လုံးဆိုသည့်လူကိုဆဲဆူအပြစ်တင်နေကြပြီးပဇွန်ကျောက်သုံးပိတ်တာအတွက်အကြဲရိုက်နေကြတော့သည်တလွဲလုံးမိသည့်တင်လုံးခမရမှာလည်းမျက်နှာငယ်လေးနဲ့ငြိမ်နေရရှာ၏ကဲအပြစ်မတင်နေကြပါနဲ့တော့ထားလိုက်ပါဒီနေ့တော့ဈေးပြူသီးတုပ်ပဲကျွေးလိုက်ပါတော့ဗျာကျွန်တော်ပဲပဇွန်ကျောက်ထပ်မာပေးပါမယ်မနှက်ပြန်ကြမှာငါးကြော်အလှဲ့ပေါ့သူကြားတဲ့ကဝင်းဖြန်ဖြေပေးလိုက်မှာဈေးပြူသီးတုပ်ကိုလုံးမန်းကြာရပြန်သည်စည်းပြူသီးတုပ်ဖို့ကြိတ်ပြီးသားအမုံကတခွဲပဲရသေးတယ်ကလေးတွေခုထိကြိတ်လို့မပြီးသေးဘူးထင်တယ်အုတ်ကြီး အလူတိုင်းမှာကြုံနေကြပြဿနာတွေကဆာလာပြီးစည်းပြူသည်ကျိတ်သည့်နေရာမှာပူချုံတို့အဖွဲပဲရှိသည်မောင်းထောင်းစုံကိုစီချောပုံစံပြုလုပ်ထားကတက်သားခုံပေါ်မှာတစ်ဖက်တစ်ချက်စီထိုင်၍နှိမ့်လိုက်မြင်လိုက်ကျိတ်ပြီးနေရသည်မို့စည်းပြူသည်ကျိတ်ရတာခရီးမတွင်ချေရွှေခဲ့ရီဒီပုံစံတိုင်းဆိုပြီးမှကိုမဟုတ်တော့ဘူးနင်းဘက်ကကလေးနှစ်ယောက်ကိုဖယ်ပြီးနေမဲ့ခုံပေါ်တက်မတ်တက်ရက်လိုက်တော့တွတ်တွတ်လုကြရအောင်ဟေ့ ရွှေကဲကမုံလုံးနဲ့စန်းဒီအလဲမှာတစ်သားဆုံးဖို့ခွာတိုင်လျက်အနေရထားဖြစ်ကတစ်ဖက်မှာပူချွန်းကတယောက်တည်းအားဆိုင်နေနေရသည်မို့ချွေးတွေပြန်နေသည်အဲ့ဒါဆိုလေခလေးတို့အိမ်ပြန်ရီချိုးကြတော့ဒီချဲဆက်ကြိတ်လိုက်အောင်မယ်။ Okay ဒီချဲညကြမှာစုံမယ်နော်။ခလေးတွေတက်တာလုံရင်နှုတ်ဆက်အိမ်ပြန်သွားကြလျင်ဇီမျိုးကဇီးဖြူသည့်အချမ်းတွေကိုစုံနေထက်ထည်သည်ဟဲ့ဘလောက်ကြံသေးတာလဲငါမောနေပြီ။ တစိတ်သားကြံသေးတဲ့မဲမင်းကြီးမှာနေစုံကြိတ်တာနိုင်ဝက်လောက်ပဲရှိသေးတယ်ငါဆိုမနက်ကလေးကကြိတ်နေရတာခြေထောက်တွေအန်သေးနေပြီစင်မျိုးကမောတက်ရံကိုဟူအပြစ်တင်သည့်အကြီးနေနှကမ်းမဲ၍မျက်လုံးဆွေးကြီးမှာရွှေခဲခါထောက်၍တစ်သားခုံပေါ်တက်လိုက်ရသည်ပုချုံးကလည်းပစိုးပြင်ဝေး၍ခုံပေါ်တက်ဖို့ဟန်ပြေနေစေတာကီအပြည့်အလွာရောက်လာကဟိတ်ကောင်ဖဲ့ဖဲ့ငါတက်မယ်ပုချုံးကိုတွန်းဖယ်၍ခုံပေါ်တက်လိုက်ပြီးရွှေခဲကိုပြုံးဖြီးဖြီးကြည့်သည်ရွှေခဲစနှင်းလိုက်တော့ လက်ရက်၍အချက်ပေးလည်းရင်ရွှေခဲအချိန်အချိန်နှင့်နင်းချလိုက်သည်ဖြင့်တာဂီကိုယုတ်ကာယရင်းရင်သွားသည်ကိုကိုမနေပြန်ထင်းလိုက်ရသည်ရွှေခဲရဲ့ဖြစ်ဖြစ်နေမှာဟာငါပြုတ်ကြသွားလို့ခြေချိုးလက်ချိုးဖြစ်ရင်နင်းပြုစုပေးမှလားပြောတာဂီအမေကြောင့်ပူချိုးနေစဉ်မျိုးတို့ဝိုင်းရဲကြလည်းရင်ရွှေခဲကတာဂီကို မျက်လုံးဝင်ကြည့်သည်ငါအစာချမ်းပုံကိုလွတ်ပေးမယ်ငါကတော့တက်ကင်းမယ်ကောင်းမရေဟမ်ဘာငါ့ကိုဘယ်လိုခေါ်လိုက်တာကောင်းမလို့ခေါ်လိုက်တာလေမကြားလိုက်ဘူးလား ဟာဒီမှာဗလနဲ့စားနေယောက်ျားစစ်စစ်ကြီးရဲ့မယုံဘူးလားလှမ်းပြရမလားတာဂီဆွဆွေခုံနေလေပုချုံးတို့ဦးနှိပ်ပိုင်းနေရေလီဖြစ်ကရွှေခဲကအခုံမပြတ်အနေမရက်ပဲခါးများပြင်ထောက်လိုက်သေးသည်နင့်ကိုယောက်ျားလိုမြင်တဲ့ဂျမ်းမုံတယောက်ပဲရှိတယ်နင်းလှမ်းပြခြင်းဂျမ်းမုံကိုတော့လှမ်းပြလိုက်တော်တော်ရွှေခဲနင်းပါးစပ်ပိတ်လိုက်တော့ငါ့ကိုဂျမ်းမုံနဲ့မဆောင်နဲ့ဟာငါကနင့်ကိုပဲ တာဂီမကြီးမချမ်းပြောလို့မဆုံးသေးခင်ခုံကိုနှိတ်ချရင်အားပါသွားသဖြင့်အပေါ်မြောက်တက်သွားသည့်ရွှေခဲကခြေကားရလက်ကားရနှင့်ဟန်ချက်ပြတ်သွားသည်အမလီရွှေခဲရိုင်ကျသွားသည့်ကိုကိုပထိန်နိုင်ပဲခုံပေါ်မှာပြုတ်ကြမလို့ဖြစ်သွားလျင်တယောက်ကသူ့သူ့မခါလေးကိုဆွဲပွေ ထိန်ဖက်လိုက်သဖြင့်ရွှေခဲထိုလူလေပင်ကိုတွဲလဲခိုရေးဖတ်ထားရင်အရှင်တန်သွား၏သူ့မမျိုးပေါ်ပြုတ်ကြမည့်အရေးမှာတည်တည်လေးလွတ်သွားသဖြင့်တပြင်းချလိုက်ပြီးမှ ့ကိုထိန်ပွေးလိုက်သူစီအကြည့်ရောက်သွားလျင်ဟင်ဥတော်ရွှေကဲသူ့ကိုမြင်းမအလန်တကြားလက်လုံမိတာကြီးတို့လည်းပြူးကြောင်ကြည်နေကြပြီမရွှေကဲကန်ကောင်းလို့ပြုတ်မကြတာတော်သေးတယ်ခိုက်မိသွားသေးလားစိုးရင်စွာမေးကြလေရွှေကဲသူ့လက်တွေကိုဖယ်ချား၍ကောင်းခါပြသည်တော့ကသူမကိုမြေပေါ်ချပေးပြီးမှလက်လွတ်ခါမင်းဘယ်တော့ကပြန်ရောက်နေတာလဲရွှေကဲမန္တလေးကိုပြန်သွားတော့ကသူမတိလိုက်ပြီ ူကိုနှုတ်ဆက်စကားတခွန်းတော့မဆိုပဲပြန်သွားပြီပြန်ရောက်တော့လဲအကြောင်းမကြအိမ်ကိုလည်းတစ်ခေါက်မှရောက်မလားမနေ့ကပြန်ရောက်တာရွှေခဲကပြန်ဖြေ၍သူရှိမှလဲထွက်သွားလည်းရင်ကာဂီတို့တားဖို့ဝင်တတိမရပဲကြံရည်ခဲ့ကြသည်သမီးရေပြန်လာပြီလားအလူဝစ်လဲလိုက်ရအောင်မယ်မလားရွှေရေထိုးအလှပြင်ကြည့်တော့ မိမိကအိမ်ပြန်ရောက်ရောက်ချင်းတတိပေးသည်ဖြင့်ရွှေကဲရေချိုးကောင်းလျှော်၍အလားပြင်ရသည်မှန်ကိုကြည့်ရင်ဥသောမျက်နာကိုမြင်ရောင်းပြီးတော့ကြက်သိန်းတစ်ဖြန်ဖြန်ထားသွားသည်သူ့ကိုမြင်လာရင်ခုံထိတ်လန့်နေသည်သည်အကျဉ်ကြီးကလည်းမပြောင်းနိုင်သည်သူလက်ထက်ကွန်းတောင်းခဲ့သည့်ကိစ္စကိုလည်းအခုထိအိမ်မက်လိုလိုခံစားနေရတော့သူစနောက်ပြောတာပဲဖြစ်ပါလိမ့်မည် အဘူအစားလဲအလှပြင်ပြီးပြီအထိထိုအကြောင်းကစိုးမိုးထားစေမိမိလက်ဖို့လက်စားတွေလာပြီးတော့မှအတွေးစာတွေကို ဖြဲ၍ခေါင်းဖီးရသည်ခေါင်းချုပ်ပြီးစားစပင်းတွေကိုဒီတိုင်းပဲဖြန့်ချထားလိုက်ပြီးမှန်ကိုတတိကဲ၍ကြည်ဤတနခါမုံမုံလင်းထားသည့်မျက်နှာကဘာမှပြင်ဆင်ဖြစ်ဆက်စရာမလိုအောင်ပြေဆုံးသွားပြီမို့အခန်းထဲမှာထွက်ခဲ့သည် တမီးအတွက်ပန်းဖလာကမင်းညိုအိမ်ကိုသွားယူရမှာမင်းညိုကတမီးအတွက်ပြင်ဆင်ပေးထားမယ်ပြောတယ်အဲ့ဒါသွားယူပြီးရင်ပူစုမတို့နဲ့တခါတည်းနှက်ပြလဲလိုက်သွားတော့မင်းမေကအလူအိမ်ကိုအရင်သွားနေရမှာမို့ဒေါ်ရွှေရန်ကပြင်ဆင်လို့မပြီးသေးတဲ့ဖြစ်အိမ်မှာပဲကြံခဲ့သည်ရွှေကအိမ်ထဲမှာထွက်လာတော့အရှိပိုင်းမှာဆိုင်ကနေပြန်လာသည့်စိန်ကရုံးကိုတွေ့၏ရွှေကနင့်အလူသွားတော့မလို့လားလှလို့ပလို့ပါရောဟာအလူမသွားသေးဘူးမင်းညိုစီအရင်သွားမလို့နင်းလည်းပြန်မမို့လားငါလိုက်ခဲ့မယ် စင်ကရုံးဆိုင်ကေပေါ်မှာဘေးတံဆောင်ထိုင်၍လိုက်လာသည့်ဖြစ်ချင်းညောင်းတက်တာသွားသည် ဟောတမိရောက်လာပြီစင်ကရုံးကရွှေခဲကိုဒေါ်လူးညိုအိမ်ဘက်မှထားရခဲ့ပြီးသူ့အိမ်ဘက်ဆံမောင်းသွား၏ဒေါ်လူးညိုကခန်းကိုယ်ပန်းတွေကိုပန်းဖလားထဲမှအလှဆင်းရင်းရွှေခဲပြင်ဆင်ဝစားလာပုံကိုသဘောကျစွာကြည်သည်သမီးကလှလိုက်တာကွယ်ကြက်တရီကိုရှိနေရောဒီမှာသမီးအတွက်မင်းညိုပန်းဖလားလုပ်ပေးနေတာပြီးတော့မယ် ကန်းကောပန်းတွေကိုသင်းပန်းကတ်တွေတချောင်းစီရစ်ပတ်၍ရန်ထားပုံကအမြင်ဆန်းနေသည်ဒီရွာမှာအလူပဲရှိသည့်အခါတိုင်းပန်းအောင်ကန်းမိမပြိုးလေးတွေကပန်းဖလားရောလူရောလှပဖို့တုထက်ငါအပြိုင်အဆိုင်ပြင်ဆင်ချေသားလေးရှိကြသည်ထို့ကြောင့်ပန်းအောင်ကန်းမိသူဤပန်းဖလားကိုဖြစ်တယ်လို့လုံ၍မရကြတချို့ရွာတွေမှာဆိုပန်းအစစ်တွေကိုလှပအောင်ပြင်ဆင်ပြီးပန်းအောင်ကန်းမိနေနေတတ်တာရယ်ဒီမိတ်ပန်းချောက်တွေကိုအိုးရဲထိုးထဲလိုက်ကြတာပဲ။ ဒေါ်လူညိုကကျွန်းကျန်သည့်ခန်းကိုယ်ပန်းခန်းနှစ်ခတ်ကိုရွှေခဲဆန်တွေတွေကြားကလင်နေထိုးဆိုင်ပန်ဆင်ပေးသည်ဒီရွာမှာအရင်နှစ်တွေက ready made ပန်းတွေပဲကင်ကြတာပါဒီနှစ်မှာဘလို့ဖြစ်လို့ပန်းအစ်စ်တွေတုံးမှုစိတ်ကူးရသွားကြတာလေမင်းညိုသမီးကိုကြီးကအရင်တုန်းကကိုးနောင်ကန်ပန်းနောင်ကန်ဒလိထုံးစံတွေကိုသဘောကျတဲ့တယ်လေလှပတဲ့တရေတွေကြားတည်တံ့ကောင်းပါတယ်ဆိုပဲအလူရှင်တွေကပန်းဖို့အကုန်ကြခံပဲပြောလို့ဒီနှစ်ပန်းအစ်စ်နဲ့ပန်းနောင်ကန်မှုဖြစ်လာတာပေါ့ဒီပန်းတွေကအလူရှင်ကပေးတာမဟုတ်ဘူးမင်းညိုကိုမန္တလေးကပို့လိုက်တာ ဦးတော်စိန်ကူးကလှလိုက်တာဟုတိတ်တကူချီချူမိသွားသည်သူမလည်းဒီနှစ်မှာပထမဆုံးပန်းတော်ကိုင်းစရင်ဝင်သည်မို့ပျော်ရွှင်ခြင်းနဲ့နေ၏ ။ငါသမီးတော်ပန်းတော်ကိုင်းနဲ့အရွယ်ရောက်နေပြီနော်။မင်းညိုတို့ငငယ်ကဆိုပန်းတော်ကိုင်းဆိုတဲ့ကုံကအပြူစင်ဘိုးကမှတော့တိတ်တန့်ဖို့ရှိတာသမီးရဲ့ပန်းလေးတွေကိုပညာသားပါပါအလှဆင်တက်ရမယ်။ကိုစင်လိုက်တဲ့ပန်းနေမကဘူး။ပန်းတော်ကိုင်းမဲ့မင်းကလေးကလည်းပန်းနေအပြိုင်ပွင့်ဖူးဝေစားနေတဲ့စင်ကြဲတဲ့အရွယ်အလှသွေးကြဲတဲ့အရွယ်ဖြစ်ရမှာကိုမင်းညိုပြောတဲ့အလှဆိုတာလေရုပ်ရည်ကိုအဓိကမစုလို့ဘူးနော်။မင်းကလေးတယောက်ကကိုကိုကိုတန့်ဖို့ထားရမယ်။ဂုံးတိတ်ကရှိရှိနေထိုင်တက်ရမယ်။ဟော်ဒီပန်းကလေးတွေကိုအလှဆင်တဲ့ပညာလိုပဲ။ကိုဘွားကိုအကောင်းဆုံးဖြစ်အောင် ပုံပေါ်အလှဆင်တက်ရမယ်။ဘန်းအောင်ကိုင်းဆိုတဲ့အတိတ်ပဲကဒီထက်ပိုပြီးလင်းနေတယ်ကွ။တော်လုံးညိုကပန်းဖလားပြင်ဆင်ခြင်းကိုလက်စားတက်ရင်ပန်းအောင်ကိုင်းအကြောင်းတစုံတစားထည့်ပြောသည်။သူမကိုလည်းချစ်စနိုးကြည့်ရင်ညခုံးစိုးမှပေးနေသည့်တနခါတွေကိုအသာအယာဖြတ်ပေးပြီးမှအော်မင်းနေလိုက်တာတမီးရဲ့တမီးကိုကြီးခုနကခဏအဲ့အောင်မယ်ဆိုပြီးအခုထိမနိုးသေးဘူးထင်တယ်။သွားနိုးလိုက်ပါဦး။မင်းညုံမုံကြီးကိုသွားခေါ်အောင်မယ်။ မင်းညိုထက်သွားတော့ရွှေကဲပင်တက်ရှာ၍သူ့အခန်းဘက်သို့ကူလာခဲ့သည်ပြင်စင်ဖိလိမ့်ပြီးသည့်ပုံစံနှင့်သူရှိသွားရမှာရှက်နေ၏သူအိတ်နေလာဆိုလဲဒီတိုင်းအတန်ပြေး၍နှိုးပြီးအမြန်ပြန်ထွက်လာလိုက်မည်ကို့အတွင်းနေကိုတကားပွင့်နေသည့်သူ့အခန်းထဲလှမ်းဝင်ခဲ့လျင်အပြင်ထွက်လာသည့်သူနှင့်တကားဝါမှအတဲ့တိုး၏အမေလမ်းဖြတ် အမေတာမီက နောက်ဆုံးလိုက်လျင်သူက ရွှေကဲကိုအခန်းထဲဆွဲသွင်း၍တကားကိုဂျင်းကနေပိတ်ပစ်သည် ဟာဥတော်ဘာလုပ်တာလဲရွှေကဲသူ့လှူရှားလိုက်တဲ့မြောက်ကိုမျက်လုံးပြူးကြည့်ရင်အလန်တကြားမိသည်သူမလက်ကို ဆုပ်ထားသည် သူ့လက်တွေကိုဖယ်ချတော့လဲမရပါမင်းကိုပြောစရာရှိလို့စောင့်နေရကြပြီအဲ့ဒါဆိုလေအပြင်ထွက်ပြီးပြောမယ်လေသူကဘလို့မှရုံးဖွဲခွေမပေးပဲပခုံးလေးနှစ်ဖက်ကိုပါဖိဆုပ်လိုက်ကရီးသားသားကပြောမှမလို့တကားပိတ်လိုက်တာလေဘာလဲငါကိုကြားပြောရမယ့်စကားကိုအပြင်ထွက်ပြီးမိုက်နဲ့អော်ပြောရမှာလား ရွှေခဲရုံနေတာတွင်ငြိမ်သက်ရက်တန်သွားကသူ့ကိုပြူပြဲမော်ကြည်လာသည်ငါအခုမပြောလိုက်ရရင်မင်းကမန်းတလေးကိုပြန်သွားအောင်မှာပဲဘယ်မလဲစကားပြောဖို့အခွင့်အရေးဖုန်းဆက်ရင်လည်းဘယ်တော့မှမကင်ဘူးဘလက်လီတဲထဲ့ထားသလားမှတ်ရတယ်ပြန်သွားမယ်ဆိုလဲနှုတ်မဆက်ပြန်လာတော့လည်းမသိရတကယ်နေနိုင်တဲ့ကောင်မလေးအဲ့လောက်တောင်စိတ်ကောက်နိုင်တဲ့စကားကိုလည်းလက်ဖြားခါတယ်သူစကားကြောင့်ရွှေကဲသူ့လက်တွေကိုတွန်းတွန်းထိုးဖယ်ချ၍မကြေမချမ်းကြည်သည်ဒီကရောဥတော်ကျင်းတဲ့တည်းများထင်နေလား ပြန်မေးတန်ကကြေလောင်သွားကမြို့သိခဲ့သည်များအဆိုင်အခဲတွေပွင့်အံထွက်ကြလာ၏။တမီးကိုကြာနေနိုင်နေပြောပြီးဥတော်ကရောအရင်ကအဲ့လိုပဲမဟုတ်ဘူးလား။ဆယ်ရန်ဆာမီဝယ်ဖြည့်တဲ့အချိန်တုန်းကလာတွေ့ဖို့နေနေတာတာအပိစကားတော့ဖုံးဆက်မပြောခဲ့ဘူး။အောင်စရင်ထွက်တဲ့အချိန်မှာတော့ဂုံပြူစကားကိုကိုယ်တိုင်ကိုယ်ကျဖုံးဆက်ပြောဖို့အချိန်မပေးတာဘသူလဲပြောဆက်မှာအခုဒီဒီကလေးမကစုမချလို့စိတ်ကောက်တယ်ပဲတစ်ချိန်လုံးထင်နေရလေ။ ရွှေကဲအရင်အချိန်ကကိစ္စတွေကိုပါပြန်အစားဖို့ရဒေါနေမောနဲ့အောင်မေရင်မျက်ရည်တွေဝေလာသည်တောကဇပွဲပေါ်ကတ िश ူးဘောက်စ်ထဲမှာတ िश ူးစာဆွဲထုတ်ရသူမမျက်ရည်တွေလိမ့်စင်းမလာခင်အ мян တုတ်ပေးကမငုံနဲ့မျက်ရည်မကျနဲ့အလှတွေပြတ်ကုန်မယ်သူမကိုမှု့ရာဘေးစက်တီပေါ်မှာသူနဲ့အတူထိုင်စေ၍ပကုံးလေးကိုတိုင်ဖတ်ထားလိုက်ပြီး ဦးတော်မင်းကိုဘယ်တော့မှအရေးမလုပ်ခဲ့တာမျိုးမရှိဘူး။အဲ့ဒီအချိန်တုန်းကမင်းကိုအပြစ်မှာတွေ့မှာအတူချဂုံပြုမယ်ဆိုပြီးတမင်ဖုံးမဆက်ခဲ့တာပြန်တွေ့တဲ့အချိန်ကျတော့လေမင်းကစိတ်ကောက်ပြီးစကားကောင်းကောင်းမပြောတာအခုထိပဲလေ။သူကပြောပြောဆိုဆိုသူ့ကလေးကောင်းရင်အန်ဆွဲတဲ့ကဂတိပါဘူးလေးကိုထုတ်ယူ၍ဖွင့်ပြသည်။ဒီမှာမင်းကိုစုချဖို့ဂုံပြုဖို့ဆိုပြီး2019ကတီးတန့်လုပ်ထားခဲ့တဲ့ရှင်တို့ ငှက်ပုံစံရင်တို့ကိုမြင်တော့ရွှေခဲအန်အားတင်သွားကသူ့ကိုလှဲ့ကြည့်သည်။ဟိုတခါကပြောဘူးခဲ့သည်သူမအတွက်တီးတန့်စုဆိုတာဓာတ်ရလား။သူကအန်အုံးငီးမောနေသည့်မျက်နှာလေးကိုမျက်နှိုးစွာငုံဆိုင်ကြည့်၍ ။ဦးတော်မင်းကိုညီမလေးတယောက်လိုတန်ရောစင်ဖြစ်ခဲ့ရတာကနေစိတ်တွေဘလို့ပြောင်းလဲသွားခဲ့မှမသိဘူး။မင်းကိုမယိုးသားတော့ဘူးဆိုတာသိလိုက်တဲ့အချိန်ကစပြီးပိုင်ဆိုင်ခြင်းစိတ်လက်ထက်ခြင်းစိတ်တွေပဲပြင်းပြနေတယ်။မင်းအနာရောက်လာတိုင်းဘေးမှထားပြီးရင်ခုန်ခဲ့ရတယ်။ဖွင့်ပြောမိမှဆိုလို့မျိုးတိတ်ပြီးမျက်နှာလွှဲခဲ့ရတယ်။ဦးတော်မျက်စိရှိမှပဲမင်းကအရွယ်ရောက်လာခဲ့ပြီဆိုတော့ဒီထက်ပိုပြီးမျိုးတိတ်မနေနိုင်တော့ဘူး။မင်းဘလောက်စိုးနေနေဘလောက်ပဲစိတ်ပြက်စရာကောင်းနေနေစိတ်ကုန်ကြီးငွေလို့မရနိုင်တဲ့အထိချစ်နေမိတာ။ ူပြောသည့်ခြေစကားတွေကိုနားထောင်ရင်းရွှေကဲမှင်သက်မိနေရမှာမျက်နာလေးနီးမြန်းလာက ရှက်ဝဲဝဲလေးမျက်လွားချလိုက်ရင်သူကပြုံးလိုက်ပြီးရှင်တို့လေးကို သူမရှင်ဘုံအင်ကြီးဝဲဘက်ရင်အောင်ချမ်းမှာထိုးချိတ်ပေးသည်ဥတော်ဒီရှင်တို့ကိုမင်းမမြင်မေးလိုက်မယ်တမိဘလူပြန်ဖြေရမှာလဲမယူရဲဘူးလေမင်းကိုဂုံပြူတဲ့ဆူဆိုတာမင်းရဲ့မိတိပိသားပါမစိုးရိမ်နဲ့သူက ရွှေကဲလက်ကလေးကိုတစ်ချက်ဖြစ်စုပ်လိုက်ပြီး အရန်လာတာပဲဟုသူတဲတဲကပြော၏ရွှေကဲလက်ရှိအခြေအနေကိုမယုံနိုင်သေးပဲလက်တွေအေးဆက်နေသည်သူနှင့်နီးကပ်နေသည်ဖြင့်သူကိုမှခတ်တင်းတင်းရေမွေးနှံကနှာဝသို့ကြီးစေနေ၏သူစိုက်ကြည့်နေသည့်အဖြစ်ကြောင့်လဲရှက်ရှက်နဲ့ယုံဖယ်ထားရသည်မမဘူးဆူစောင့်နေလိုက်ပြီးတွားတော့မဲမင်းမန်းတလေးမပြန်ခင်အဖြစ်စကားကြားခြင်းနဲ့ဟင် အဖြစ်ပေးရမည်ဆိုသည့်စကားကြောင့်တကားဖွင့်လိုက်ပြီးမှပြန်လဲကြည့်မိလျင်သူကနောက်မှကတ်လိုက်လာပြီးပြုံးဆဆငုံကြည့်သည်ထို့နောက်ပန်းရနဲ့မွေးနေသည့်စံကေတာနှင့်တနခါရနဲ့အင်းပြဲ့နေသည့်ပါပြင်လေးတစ်ဖက်ကိုကျူးကျော်ရန်ကားမိတော့ထို့သူမလေးကရွှေစိတ်တော်ညဉ့်ငင်ကချက်ချင်းပင်မျက်စောင်းတစ်ချက်ဆီလို့ရီစီရင်ချက်ချလိ၏ဤတို့ပြုမိနမ်းမိသည့်အမှုကြောင့်အပြစ်ရှိလျင်ချက်ချင်းခုံယုံ၌ကျွန်တော်မျိုးဤနှလုံးသားအားထိုမိမငယ်လေးအတွက် ေးဆက်အနင်းပါမည်။နားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်ရေကင်းရှင်းကြပါစေရှင်။